ဘာကြီးတို့စီမှာတော့ဖုန်တွေတထောင်ထောင်ထနေပြီလို့ဘာကြီးရဲ့စတိုင်အတိုင်းအရင်မရှိအဖျားမရှိဖုန်းဝင်လာတာနဲ့တန်းလွတ်တော့ပါတယ်ဘလို့ကြောင့်ဖုန်တွေတထောင်ထောင်ထနေတာလဲလို့မေးကြည့်တော့အမလောင်းရှာပုံတော်ဖွင့်တဲ့ပါတီတွေနဲ့ကျွန်တော်ကိုအမလောင်းရွေးပါလို့ရင်ဘတ်ကြီးကော့ပြနေသူတွေကဘာကြီးတို့မွန်ဒေတာမှာရောက်ရက်ခတ်လော့စပီကာကြီးနဲ့ဗျိုးမဟိကြယုံတမဲပါပဲတဲ့ ကျွန်တော်တို့ဇာတိမီကဒေါ်လာရင်းအင်အားစုတွေအခြေစိုက်စခန်းတည်ဖို့ရာနေမည်မရှိုံတင်မကဝင်ခြင်းဝင်လို့ရပေမဲ့ပြန်ထွက်ဖို့ခက်တဲ့နေရာမှု PDF ကင်းစင်ဒေတာပေါ့စစ်ကော်မရှင်လက်မဲကြီးတွေအပြည့်အဝထိန်းချုပ်ထားနိုင်တဲ့မြို့မှုစစ်ကော်မရှင်လောက်ခံပါတီတွေမျက်စိကြတဲ့မြို့ပေါ့မွန်ပြည်နယ်ကမော်လမြိုင်မုတုံချောင်းစုံနဲ့ ေါင်းပြုတ်နယ်ဆိုတာကကြီးလက်ဒေသတွေကိုတောင်စစ်ကော်မရှင်ကအုပ်စီးထားနိုင်တာမို့ပါတီတွေတရေယွနေကြတာတော့အဆန်မဟုတ်ပါဒါပေမဲ့မွန်မြိုတိုင်းမှာပါတီရုံးရှိပြီးပါတီဝင်အတန်အသင့်ရှိတာဆိုလို့ပြည်ခံဖြိုးပါတီတခုတည်းပါမွန်ညီညွတ်ရေးပါတီတောင်မွန်မြိုတိုင်းမှာပါတီရုံးရှိတာမဟုတ်ပါ တနိုင်ငံလုံးဝင်ပြိုင်မဲ့ပါတီတွေဆိုရင်မြို့နယ်ပါတီယုံ130ဖွင့်လျက်ရမယ်ဆိုတော့အသေးအံတွေဖြစ်နေကြတာပေါ့တရားမဝင်ရွက်ောက်ပွဲမှာဝင်ကြမဲ့ပါတီတွေကိုထောက်ခံတယ်ဆိုတဲ့ပြည်သူဆိုတာဒီခေတ်ဒီခါမှာအချောင်သမားကလွဲရင် ရွှေထက်တောင်ရှားတာမို့ဘယ်ပြည်သူကမှဒီပါတီကိုကြွေလို့ပါဆိုပြီး ကိုရင်ကိုရာမှာအခမဲ့ပါတီယုံရုံကန်းဖွင့်ခွင့်မပေးကြပါဘူး ါတီရုံဖွင့်ဖို့ပတ်စံနဲ့အင်ငါပရစေ ဆိုရင်တောင်းဒီအရှုပ်ထုပ်တွေကိုအာယုံအနောက်မခံလို့သူတွေခမားများမှုအိမ်ငှားရတာတောင်းမျက်နှာငယ်နေရတာပေါ့မတရားဘန္နာငွေတွေနဲ့ကြီးကြီးတက်ချမ်းသာနေသေးတဲ့ပြည်ခိုင်ဖြိုးကလွယ်လို့ဂျမ်ပါတီတွေကတော့ပါတီရန်ပုံငွေလက်သိမ့်မရှိရန်ပုံငွေထဲ့ဝင်မဲ့သူလည်းမရှိဆိုတော့အင်ငါကပြဿနာကရှိကြပါတယ်ပါတီယုံတဲ့ဖဲဝိုင်းထောင်နာတို့ဘာတို့မဖြစ်ဖို့ အတန်တင်စိတ်ချရတဲ့လူကန်ရှိဖို့လေလိုသေးတာဆိုတော့ငွေရှာရ လူရှာရနဲ့မြို့နယ်ပါတီရုံးတွေဘလို့လို့အမြန်ဖွင့်နိုင်ပါမလဲဇွန်လနှောင်းမှသာရွေးကောက်ပွဲတကယ်လုံမှတေးကြလာတော့ပါတီတွေပြာကြီးပြာရ ဖြစ်ကြပေါ့ရုံးကန်ဖွင့်ဖို့ကိစ္စဒေသခံ၄၅၀ယောက်လောက်နဲ့ပါတီဝင်ဖြစ်လာဖို့ရည်စူးစမ်းကြရ ခရကအခက်ဆုံးကတော့လူယိုသည်ရှင်ယိုသည်အမတ်လောင်းရရှိရေးခြေသည်ခြေပေါက်အတောင့်လိုက်ကြနေကြတာတောင်ရှာမရသေးပါမော်လမြမြို့မှာတော့အာနာသိမ့်ပြီဆိုတာနဲ့ခံဝင်ပြေးထိုးခဲ့တဲ့ NND တစ္ဆပေါ့နည်းနည်းကအမတ်လောင်းရမလားလို့ပြည်သူပါတီနဲ့ပြည်သူရှေ့ဆောင်ပါတီဝင်တာရှိကြပါတယ်တကယ်နိုင်ငံကြီးလှုပ်တဲ့သူတွေကတော့မြို့ပေါ်မှာလည်းမရှိတော့ပါဘူး လူယိုသေးရှင်ယိုသေးနဲ့ကောင်းရောင်းကောင်းဝယ်လှူစားနေတဲ့သူဘသူကမှပါတီရုံးရှိရောက်ရင်တောင်အဖက်လုတ်လက်မကြည့်ကြဘူးလို့ဘာကြီးကပြောပါတယ်။ဒါပေမဲ့ပါတီတွေကလူရမှဖြစ်မှာမို့ဘယ်ဆွဲလျှော့ပါမလဲ။လူကြီးလူငောင်းတွေမရတာတေချာတော့ယူတာကြိုးစားဒါနအားနဲ့ချုံမြိန်နေတဲ့ပရဟိတသမားတွေစီမျက်ဆောင်ထိုးကြတာပေါ့။နေမျိုးတွေကပရဟိတသမားတွေဆိုတာ ငွေကြေးအရာလူယိုသည်ရှင်ယိုသည်မရှိရင်တောင်မုံမြတ်တဲ့စေရနာကြောင့်ပြည်သူတွေရဲ့ကြာဂုံတူးထွက်ပြီးသားသူတွေပေါ့ပရဟိတသမားတချို့ကတော့နိုင်ငံရေးတွေပါတွေအာနာသိန်းစစ်တပ်ကလုတ်တဲ့တရားမဝင်ရွေးကောက်ပွဲဆိုတာတွေမသိကြပါဘာပဲဖြစ်ဖြစ်အမတ်လေးပါလေးဖြစ်ရင်မင်းနဲ့ကြီးမျိုးတန်းဖြစ်သွားမယ်ဆိုတဲ့စိတ်ကူးယဉ်မှုလေးကလည်းရှိနေတော့ကောင်းပေါင်းစတလူလူဘဝကို မျောကကြည်မိပါတယ် နိုင်ငံရေးဆိုတာကိုတောင်စလုံးမှအောင်မပေါင်းတတ်တဲ့ဟိုကောင်တောင်အမတ်လုတ်ချင်ရင်ဘာတွေဖတ်မှတ်ထားဖို့လိုတယ်လဲလို့ဘာကြီးကိုလာမေးတာနဲ့မင်းစောက်ရှက်မရှိဘူးလားဆိုပြီးဆဲလွတ်လိုက်ရသေးတယ်လို့ဘာကြီးကပြောပြပါတယ်။ဘာကြီးပြောပြတဲ့ဟိုကောင်ဆိုတာကဘာကြီးနဲ့ခလန်းလန်းမာတော်တဲ့သူတယောက်ပါ။ခအေးအေးခယိုယိုနဲ့ ငွေလဲမရှာတတ်သူမို့အမတွေစီမှာလူပြိုကြီးဘဝနဲ့မိခိုးဘွယ်တလုံးရထားပြီးမြို့ရွာအကြီးပရာဟိတသမားအဖြစ်ရာသပန်စောက်ချနေသူမို့လူချစ်လူခင်တော့ပေါ်လာပါတယ်။ဘာကြီးငောင်းလို့ဒီကောင်အမယူအာယုံပြတ်သွားတာမဟုတ်ပါ။ကျန်းဖွတ်တွေက ပေးဆောင်ဆောင်လှုပ်လာလို့ကြောက်သွားတာတဲ့။ပေးဆောင်ဆောင်ဆိုတာကိုဘာမှမသိလို့ထပ်မေးကြည့်တော့လောဘကြီးလို့နဲ့ပြီးခိုင်ဖြိုးကောင်းတွေရဲ့မတိမတာချင်းချောက်ချက်ပေါ့။ ဒီလောက်အဆဆရရဒါသည်ရနေတာတောင်သူတို့ကိုရှင်နိုင်စွမ်းရှိတဲ့သူဆိုရင်မင်းတခုခု ဖြစ်သွားခြင်းသလားလို့တရားမဝင်မကြတဲ့ကြားလူမိုက်စကားပြောလာတာကြောင့်စိတ်ကူးရင်နှင်းသူပရဟိတတွေလည်းအမယူအိမ်မက်ကိုတိုးတိုးဒိတ်ဒိတ်ပြန်ခောက်သိမ်းသွားကြပါတယ်ပြီးခံဖြိုးကဘာအာနာရှိလဲဆိုတာတော့မမေးပါနဲ့မယောင်လိုင်းခန့်မွန်ပြည်နယ်ဝန်ကြီးချုပ်အောင်ကြည်သိန်းဆိုတာကမွန်ပြည်နယ်ပြီးခံဖြိုးပါတီဥက္ကဋ္ဌပါ မွန်မြိုတိုင်းရဲ့မြို့နယ်အဆင့်အုပ်ချုပ်ရေးအဖွဲ့မှပြည်ခိုင်ဖြိုးတွေပါတယ်လို့ရက်ကြီးအုပ်ချုပ်ရေးမှလည်းပြည်ခိုင်ဖြိုးတွေကြီးနေပါမွန်ဒေတာမှာပြည်ခိုင်ဖြိုးဆိုတာစစ်တပ်နဲ့မချားဓာတ်ထက်ပြီးတာပါဘာသူမဆိုဘာမဆိုဖြစ်သွားနိုင်တာမို့ပြည်ခိုင်ဖြိုးတွေတိတ်လွယ်လွန်းနေတာမို့ကြောက်ကြရတာပေါ့ဒါကြောင့်အမတ်ဖြစ်ဖို့ရာ စိတ်ကူးရင်နေပေမဲ့ကြောက်လဲကြောက်တတ်တဲ့လူရိုးတွေခမညာထထသွားမှကျိုးမဲ့အဖြစ်မျိုးမတွေးဝင်တော့တာမို့ ပြည်ခံပြိုးမဟုတ်တဲ့ပါတီတွေအတွက်တော့အမလောင်းရရှိရေးဟာလှော်နေရင်းနဲ့တက်ကြိုးသလိုဇောချွေးတွေနဲ့မျောမျောလေးဖြစ်နေကြပြီပေါ့မျိုးနယ်ကိုစားပြူအမျိုးသားရေးလို့ဆိုတဲ့ပါတီကတော့စိတ်မရှိတော့လို့ပဲလားသူ့ပါတီကိုလူကောင်းသူကောင်းတွေစိတ်ဝင်စားမှာမဟုတ်ဘူးဆိုပြီးစိတ်တုံတုံချထားလို့ပဲလားမသိပါနံပါတ်၃နဲ့လက်ထိပ်တာကန်ရတဲ့ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တအူးကို ူပါတီအမလောင်းအဖြစ်ရွေးချယ်လိုက်ကြောင်းဘာကြီးတို့မြို့မှာသတင်းထွက်လာပါတယ်။အဲ့ဒီပါတီဥက္ကဋ္ဌကလက်အစားကျန်းလို့ရဲကနေပြုတ်ပြီးရိုက်မှုနဲ့လဲထောင်ကျသွားပါသေးတယ်။ထောင်ကနေပြန်ထွက်လာတော့မဘာသာဆိုပြီးလက်တိလက်မောင်းတန်းရာကနေအခုဘယ်နဲ့ဘလူ ပါတီဥက္ကဋ္ဌဖြစ်သွားတယ်လဲမသိပါဘူး။အခုသူခန့်လိုက်တဲ့အမလောင်းကလည်းဇာရိတခက်ပြက်ပြက်ဆိုတော့ဖနက်ပြက်နဲ့ခွေးငတ်တွေ့ကြပြီဆိုပြီး မြို့ပေါ်မှာဟာတာဖြစ်နေတယ်လို့ဗာကြီးကဆိုပါတယ်ပြဿနာကဟာတာနဲ့တင်ရမနေပါစစ်တပ်နဲ့ပတ်သက်ရာပတ်သက်ကြောင်းတွေကြာဒီလိုကောင်မလောင်ဖြစ်တာငါတို့လည်းအမလောင်ဖြစ်နိုင်တာပဲဆိုပြီးအယူချင်းကြာငါကတမူတာကြောင်းပခုံးချင်းရှင်ကြပေါ့ပြည်သူစစ်တွေနဲ့ပြည်သူလုံခြုံရေးအဖွဲ့ဝင်တွေတဲကအခြေခံပညာအထက်တန်းဆင်းလောက်ပြီးမြောက်ခဲ့သူတွေပါတီတွေရှိလန်ဒလာပြကြတော့ပါတယ် ူတို့ကစစ်တပ်ကြောထောက်နောက်ခံရှိပြီးသားမို့ပြည်ခံဖြိုးကိုကြောက်လို့မလိုသလိုပြည်ခံဖြိုးကိုကြောက်ဖို့မလိုသလိုပြည်ခံဖြိုးကလည်းသူတို့ကိုလူမုံများတဲ့သူတွေရွေးကောက်ပွဲဝင်မှာကြိုက်တော့ဗေဒီပြေတော့ပါလေဒါနဲ့ဘာကြီးတို့မွန်တိုင်းဌာနေမှာအမတ်ယူတွေနဲ့လှေလူးနေတာတွေကြောင့်ပြည်သူတို့ရဲ့လက်ဖက်ရည်ဝိုင်းမှာမိစရာဟာတာကိုဖြစ်လို့ပေါ့ပါတီတချို့ကြတော့စစ်တပ်ကတရားမဝင်လုံမဲ့ရွေးကောက်ပွဲကိုသာဝင်ကြတာပါ သူတို့ပါတီရဲ့အမတ်လောင်းတွေကြတော့ရက်သေးရွာတဲ့နိုင်ငံရေးနားမလည်ရင်တောင် လူယိုသေးရှင်ယိုသေးတော့ဖြစ်ချင်ကြသေးတာဆိုတော့စိတ်ဓာတ်တွေကြာရဒါပေမဲ့စက်တင်ဘာ၈ရက်မှာအမတ်လောင်းအမည်စရင်စတင် တင်သွင်းကြတော့လို့မယောင်လိုင်းရွေးကောက်ပွဲကော်မရှင်က စာထုတ်လိုက်ပြီးမို့ဒီအနုဒေါ်ထဲမှာ အပုပ်ကြီးတွေက အပုပ်လေးကိုသာ ရွေးချယ်ကြဖို့သာတခုတော့တခုတော့လမ်းပေါ့ ဘာပဲဖြစ်ဖြစ်စစ်ကြုံတပေါက်တွေကိုပါတီအမတ်လောင်းရွေးချယ်တဲ့အပေါ်အဖာကြီးမရောက်နိုင်ကရွန်းလိုက်မှာတော့တေချာပါတယ်ဒီဇင်ဘာ28မှာစစ်ရသည်ကောင်တွေနဲ့အမှုတွဲနိုင်ငံရေးမတချပွဲကျင်းပမယ်အမတ်လောင်းတွေကလည်းရထဲရွာတဲ့ပုပ်ပနေသူတွေကြီးမှုအေးဆေးပါပဲခမရဟုတ်ကဲ့ဒါကတော့ TVB မှာဖော်ပြထားတဲ့ဆောင်းမရှင်ထွန်းလင်းရဲ့ ဆောင်ပါဖြစ်ပါတယ်ခင်ဗျာ။